။ဘာစီလိုနာဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ဆွေးနွေးမှုပြုလုပ်နေတဲ့နေမှာဘရာဇီးရှားပွဲနေမှာရဲ့အေဂျင့်ဖြစ်သူဟာလာမယ့်လရာဇီပြောင်းရွှေ့အတွက်ဘာစီလိုနာဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ဆွေးနွေးခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကငယ်ဘွားကလပ်ဆန်တိုအသင်းတံပြောင်းရွှေ့ခဲ့တဲ့နေမှာဟာအကောင်းဆုံးပုံစံပြန်လဲရရှိနေပြီးခုနဘွဲကစားထားရမှာ၃ဂိုးသွင်းပြီး၃ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။နေမှာဆန်တိုအသင်းမှာပုံစံကောင်းတွေပြသနေတာကြောင့်ဆချီလာနီဘာအကြမှာပထမအဆုံးချင်းဘရာဇီးအသင်းလူစီရင်ထဲမှာပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဆန်တိုအသင်းဟာနေမာကို2026ကမ္ဘာဖလားပြိုင်ပွဲအထိ ဆက်ထိန်ထားခြင်းနဲ့လို့သတင်းတွေထွက်နေပေမဲ့စပိန်မီဒီယာစပော့ကနီမာရဲ့အေဂျင့်ဇာဟာဘီဟာစပိန်ဒါမှမဟုတ်ဂျာမနီထံပြောင်းရွှေ့ဖို့လာလာရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။အေဂျင့်ဇာဟာဘီဟာနီမာရဲ့ဘာစီလိုနာတင်းကနေ PSG တင်းနဲ့ကမ္ဘာစံချိန်တင်ပြောင်းရွှေ့စည်းနဲ့ပြောင်းရွှေ့မှု Sorry Pro League Club အဟီလေတင်းထံပြောင်းရွှေ့မှုတွေမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။နာမည်ကြီးအေဂျင့်ဇာဟာဘီဟာဘာစီလိုနာအသင်းကြီးကလာဘော်တာနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးဘာစီလိုနာအသင်းဟာ ဒါမဲ့ຫນွေရည်ရဲ့ပြောင်းရွှေ့ကာလမှာသူတို့ရဲ့ကစားသမားဟောင်းနေမာကိုပြန်လဲခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်နေပါတယ်။ဒါပေမဲ့ဘာစီလိုနာတင်းဟာဘန်နာရိတ်ခတ်ခဲ့ကြောင့်နေမာကိုပြန်လဲခေါ်ယူဖို့ဆိုရင်ကစားသမားတွေကိုရောင်းချမှုပေါ်မှာမူတည်ပြီးမှသာခေါ်ယူနိုင်ွယ်ရှိနေတာပါ။နေမာကတော့ဘာစီလိုနာတင်းမှာပြန်လဲကစားခွင့်ရဖို့အတွက်တင်းလျော်နဲ့လာစာပမာဏကိုလက်ခံဖို့အစဉ်အသင်းရှိနေပါတယ်။အရှိချိန်မှာနေမာရဲ့ပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီးထင်ကျေးသတင်းတွေကအများပြားထွက်ပေါ်နေပေမဲ့သူကတော့အနာဂတ်ကိုဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ဆိုထားပါတယ်။ Okay, I'm going to check it out.